ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Home Web အိမ်တို့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာရေးဆရာဆရာကျူမွေးဤဟာသဝိတုတပုတ်ဖြစ်တဲ့သမီးတို့ချစ်သူနှမွာလူဆိုတဲ့ဟာသဝိတုစာအုပ်ကိုအပိုင်းသုံးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ မြန်မာတန်းဤအမေစကားများကြောင့်ချီရီဝင်းလဲကမနာလိုတန်းကလေးနဲ့သူ့ကိုလှမ်းမေးနေသည်ကုကုခုနင်ကကိုတီမောင်တန်းပြောသလိုကုကုဟာအော်စတြေးလျမှာချစ်သူရှိခဲ့လို့လားမှန်မှန်ပြောတော့ဟာကွာကုကုမှာမရှိခဲ့ပါဘူးယုံပါကွာအောင်ပြကဤစကားဆုံးတွင်မြန်မာတန်းကချီရီဝင်းလဲကိုလှမ်းမေးနေပြန်သည် နေသားမအောင်ဩစတြေးလျမှာအောင်သူရင်ချစ်သူရှိခဲ့တော့နင်ကဘာလို့မလို့တော့ဘာလို့ရမှာလဲ အဲ့ဒီဟာမှစီသွားပြီးရန်တွေ့ပြန်မှာပေါ့ချေရီဝင်းလဲကဒေါ်လုံးမော်လုံးကလေးနဲ့ပြောနေသည်အလိုလိုနင်းကရန်တွေ့ရအောင်အောင်သူတွေနဲ့နင်းကဘာဆိုင်လို့လဲရှင်မသိဘူးလားညီမနဲ့ကိုကိုဟာနှစ်ဖက်သောလူကြီးတွေနဲ့စစ်ဆက်ထားကြပြီးမကြခင်လက်ထက်ကြတော့မှမို့မဆိုင်ဘူးလို့ပြောနိုင်သလားဟွန်းချီဝင်းလဲဤစကားများကြောင့်အောင်ပြကားနဲ့တမောင်တန်းတို့မှရေမောနေကြသည်။ဟေးကလေးတွေအင်းတဲ့ကိုမဝင်သေးပဲအခုတည်းဒီစကားအမြင်ကမပြတ်သေးဘူးလားကွာ အထက်ဝင်ခဲ့ကြလေကွာတိုက်တွင်းမှာအောင်သူရင်ဖခင်ကြီးဥဒတ်တွင်းမောင်ဤပြောတန်ကြောင့်သူတို့တရေမှာတိုက်တွင်းသို့ဝင်ခဲ့ကြသည်အောင်ပြက်ကမှာဘာနတ်သူပြီပြီဥဒတ်တွင်းမောင်ကိုမြင်လျင်ချက်ချင်းပင် အောင်သူရင်ဤဖခင်ပြင်းမှန်တည်သွားခဲ့သည်ဥဒတ်တွင်းမောင်မှာအောင်ပြက်ကကိုသူ့သားအောင်သူရင်ထင်နှင့်အပြေးလာ၍ဖက်သည်သားရဲ့ မင်းလင်းပြက်ကြတဲ့အထဲမှာပါသွားတယ်ဆိုလို့ဖေဖေတို့စိတ်တွေအကြီးအကျယ်ထိခိုက်ကုန်တယ်မင်းမေမေဆိုရင်လည်းဒီသတင်းကိုကြားရင်ကြားချင်းမတ်တက်ကနေမူးမေ့ပြီးလဲကြသွားခဲ့တယ်ကံကောင်းလို့အသက်မသေးခဲ့တာပေါ့ကဲကဲဘော်ရကမင်းမေမေစီသွားကြရအောင်မင်းရောက်လာမယ်ဆိုလို့အဲ့ရဘော်ကမျောနေလေရဲ့အောင်ပြက်ကကတော့မြည်တော့မြပြန်မပြောနိုင်သေးပြုံယုံသာပြုံးပြနိုင်သည်ဥဒ္ဒထမောင်ကတော့အောင်ပြက်ကကိုသူ့သားအောင်သူရင်အမတ်နဲ့ပကုန်းကိုဖက်က အိမ်အပေါ်ဒဏ်၌ရှိနေသောဒေါ်မြာနှင်းဤထံခေါ်သွားခဲ့ပြီးဒမောင်တန်းကလိုက်မသွားဘဲအောက်ထပ်တွင်နေခဲ့သည်ချစ်ရည်ဝင်လက်သားလင်းအောင်ပြားကားတို့နောက်မှနေ၍လိုက်သွားခဲ့သည်မိမကြီးမင်းရဲ့တေရွာပြန်သားတော်မောင်ကြီးကျန်းကျန်းမာမာနဲ့ပြန်ရောက်လာပြီလေဟာ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 ဥဒထမမာဇနီးဖြစ်သူဤအခန်းသို့အရောက်တွင် အထပ်ပါတိုင်းဝန်တာအာရနှင့်ပြောနေသည်ဒေါ်မြာနှင်းဤမှာသားဖြစ်သူအနီးသို့ရောက်လာကြောင်းသိရလျင် လက်နှစ်ဖက်ကိုဆန်တန်းရင်းဝမ်းလဲဝမ်းသာတန်ကလေးနဲ့လှမ်းပြောနေသည်ပါမိမိသားလေးမတည်ဘူးနော်မိမိကတော့တည်သွားပြီမှတ်လို့စိတ်ထိခိုက်ပြီးသားမြင်တဲ့အတိုင်းပဲအိယာထဲမှာလင်းနေတာတလားလောက်ရှိနေပြီကွယ်မိမိအနာလှမ်းစမ်းပါဦးသားကိုမိမိတည်တည်ချာချာကင်ပြီးဖတ်ထားခြင်းလို့ပါ အောင်ပြကမှာအယောင်ဆောင်သားဖြစ်နေတော်လဲတော်များနှင်းရီဤစကားများကြောင့်မိခင်တို့ဤသာသမီတို့အပေါ်၌ထားသောမြေတာစေရနာကိုသဘောပေါက်ကစိတ်ထိခိုက်သွားခဲ့သည် ဓမ္မနိယီခေါ်သည့်အတိုင်းအောင်ပြက်ကမှဂရင်ဘော်တွင်ဘေးဆောင်ဝင်ထိုင်လိုက်သည်ဓမ္မနိယီကသူ့ကိုတင်းကျပ်စွာပြုဖယ်ထားရင်းမျက်ရည်တွေပါကျလာသည်ဒီတော့အောင်ပြက်ကမှလည်းအောင်သူရင်အဖြစ်နဲ့မိခင်ကြီးဓမ္မနိယီကိုအားပေးနေရသည်မိမိကလည်းဗျာသားမသေးပဲပြန်ရောက်လာပြီပဲစိတ်မကောင်းဖြစ်ပြီးငုံမနေပါနဲ့တော့မြန်မြန်ကျမ်းမာအောင်သာနေစမ်းပါအောင်ပြက်ကအေးအာပေတံကိုဒေါမြနှင်းရေကခေါင်းချင်းပြနေသည်ဤပါသားလေးရဲ့ မိမိသားပြန်ရောက်လာမှတော့မိမိလည်းစိတ်ထက်တက်ပြီးကြက်မာလာရမှာပေါ့ဒါမြနေဤမှာအောင်ပြကကိုဖတ်ထားရမှပြန်လွယ်ပေးပြီးသားမျက်နာကိုဒေဒေချာချာကြည့်ရင်းမေးနေပြန်သည်မှန်စံငါသားဟာဩစတြေးလျကပြန်လာတာအသားနေနေညူသွားပါလားလူကလည်းပိန်သွားလိုက်တာဟိုမေနေရထိုင်ရတာပြင်ပန်းလို့လားသားဒေါမြနေဤဓမ္မကရုဏာသာနဲ့မေနေသာကြောင့်အယောင်ဆောင်သားအောင်ပြကမှာရုတ်တရက်ပြန်ဖြေရန်စကားစရှာမရဖြစ်နေသည် သူဤစိတ်တွင်မှာတော့အောက်ပါတိုင်းပြောနေသည်အသားညူရာကတော့သားဟာမျိုးသားမှာမဟုတ်ပဲတိုးသားပဲဟာပြီးတော့မိမိသားအောင်သူရင်လို့ကိုပိုင်ကားစီပြီးကြောင်းတက်ရတဲ့သူမဟုတ်ဘူးလေသားရဲ့မိဘတွေကတောင်သူတွေဆိုတော့နေပူထဲမှာအလွတ်လွတ်ရတာကိုစင်ကာပူမသွားခင်ကတော့သားဟာမပင်သေးပါဘူးဝါပါသေးတယ်ဒါပေမဲ့စင်ကာပူနိုင်ငံမှာသားလွတ်ရတဲ့အလွတ်ကဝဲရပညာရမဟုတ်တော့အလုတ်ကျန်းတွေပဲလွတ်ရတယ်လေ စားချိန်လည်းမမှန်ဘူးအိတ်ချိန်လည်းမမှန်တော့နင်းနေတော့ပိန်သွားတာပေါ့မိမိရဲ့ဒါတွေကတော့အောင်ပြကစိတ်တွင်းမှပြောနေသောစကားများပင်တော်များနင့်ရီကိုသူပြန်ပြောသောစကားတွေကတော့မိမိရဲ့ဒါတွေမင်းမနေပါနဲ့အုံးသားရဲ့အသားညိုသွားတာတွေလူပိန်သွားတာတွေကအရေးမကြီးပါဘူးအရေးကြီးတာကမိမိဟာအမြန်ကျမ်းမာလာဖို့ပဲအခုမိမိမေးတဲ့မိကွန်းတွေကိုနောက်မိမိကျမ်းမာလာမှဖြေပါမယ်ဒါလည်းတခြားကိုသွားတော့မှမဟုတ်တာမိမိပြန်ပြီးကျမ်းမာလာတဲ့အခါသိရပါမယ်လေဟုတ်ပြီလား အောင်ပြက်ကမှဒေါမြနှင်းဤအမေကိုရုတ်တရက်ပြန်မဖြေရ၍အထပါတိုင်းတင်ခနုတ်ပတ္တိညာတဏီအပြင်တခနာချင်းပေါ်ပေါက်လာသောညံကိုတုံး၍ပြောချလိုက်သည် သူဤစကားကိုအနည်းတွင်ရနေသောဥဒထွန်းမောင်ကလည်းဝင်၍ထောက်ခံချက်ပေးနေသည်ဟိုသားပဲမြနှင်းဟာသာပြောတာသဘောကျပါလေလေသူကတေရွာကနေအသက်ရှင်လျက်ပြန်ရောက်လာပြီးတို့နဲ့နေသွားတော့မှမို့မင်းသိကျင်တာတွေကိုမင်းကျမ်းမာမာမေးလေရတာပဲဟာဒါလေခကြီးကပန်းလာလို့အနားယူပါစေကွာ အနည်းတွင်ရှင်နေသောချစ်ရည်ဝင်းလက်ကလည်းထောက်ခံနေပြန်သည်ဟုတ်တယ်အန်ဒီကိုကိုကခီးဝေးကလာခဲ့ရတဲ့သူမှုအတော်ပြင်ပန်းနေပုံရတယ်ဒီတော့အန်ဒီမေးချင်တာတွေကိုနောက်မှသာမေးပါတော့သူတို့တွေဤစကားများကြောင့်ဓမ္မနှင်းရီမှသဘောတူဟန်ဖြင့်ပြုံး၍ကောင်းကျင်းပြသည်ဒီတော့မှအောင်ပြက်ကဤရင်ထဲမှအလုံးကြီးလဲကြာသွားခဲ့သည်ဒါဆိုမိမိတားရဲ့ခံပြန်ပြီးအနားယူလိုက်ဦးမယ်ညအိခါနီချိန်ကြမှာမိမိစီကိုတားလာတွေ့မယ်နော် အောင်ပြက်ကမှပြောရင်တော်များနှင်းရီအနီးမှထလိုက်သည်အေးအေးသားနာကျင်ရင်သွားနာတော့ညာဣခန်နီးရင်သာမိမိစီလာတွေ့နော်စိတ်ချပါမိမိရဲ့သားလာတွေ့မှာပေါ့သွားမယ်နော်အောင်ပြက်ကကတော်မြာနေရင်ကိုပြန်ပြောနေခိုက်တွင်မြမောင်သားမှာအောင်ပြက်ကဤတေရတ္တာကြီးနှင့်လွယ်အေကြီးကိုယူလာရင်းအခန်းတွင်သို့ရောက်လာသည်ဟင်အခုတမောင်သားဘာဖြစ်လို့ဒါတွေယူလာခဲ့ရတာလဲချစ်ရီဝင်းလဲကတမောင်သားကိုအံအားတင်တာနှင့်မေးနေသည် အောင်ပြကကလည်းဗေမောင်တန်းကိုပြောနေသည်ဟုတ်သားပဲကွာအလေးခံပြီးဒီအိမ်ဘောကိုဒီပင်တမန်ယူလာခဲ့ရသေးသလားကွာအောက်ထပ်မှာပဲထရော့ပေါ့ငါကဩစတြေးလျကငါတို့အတွက်ဘာလက်ဆောင်တွေများပါလာခဲ့တယ်ဆိုတာသိချင်လို့တမင်အပင်ပန်းခံပြီးအခုလိုတည်လာခဲ့တာပဲဒီတော့မင်းတစ်တာကြီးဖွင့်စမ်းကွာကြည့်အောင်ဗေမောင်တန်းဤစကားဆုံးတွင်ဂျန်လူတွေကရဲနေကြသည်အောင်ပြကမှာတော့တစ်တာကိုဖွင့်ရန်အခက်ကြုံနေရသည်အခြားကြောင့်တော့မဟုတ်ပေ သူတင်ပါလာခဲ့သောပြည်စည်းများမှာဩစတြေးလျနိုင်ငံလို့အကောင်စားပြည်စည်းတွေမဟုတ်စင်ကာပူနိုင်ငံလို့အလက်စားပြည်စည်းများနဲ့အင်ဒိုနီးရှားပါတိတ်အင်ဂျီထမင်းများသာဖြစ်ကြသည်ဒေါ်အင်ဒိုနီးရှားပါတိတ်တွေမှာလည်းသူမိခင်ကြီးဒေါ်အေးနွယ်အတွက်ရွှေပြိုင်းအတွက်ထမင်းများဖြစ်ကြသည်ရွှေပြိုင်းရေအကိုဗမောင်နဲ့သူအတွက်ကတော့ပါတိတ်အင်ဂျီလက်တော်တွေဖြစ်ကြသည်ထိုပြည်စည်းတွေမှာသူအဖို့တော့တန်ဖိုးရှိလာတော့လဲအောင်သူရင်ဤမိဘများလို့ ကြီးကြီးတဲ့ငွေကြေးချမ်းသာသူတွေအဖို့တော့မြေတီတံပိုးမှရှိမည်မဟုတ်ပေသို့သောမတတ်နိုင်ပြီမြန်မောင်တန်းလောကွေချော်ယူလာမှုကြောင့်သူမှာတရေတတားကြီးကိုတောထုတ်ကားဖွင့်ပေးလိုက်ရသည်ဟာပါတိတွေကလည်းများလာကြည်လားမြန်မောင်တန်းမှာတတားတွင်မှပါတိများကိုမြင်လျင်အံဩတန်နှင့်ရေရွတ်နေသည်အနည်းရှိဥဒထွန်းမောင်နှင့်ချီချီဝင်းလဲတို့ကတော့ပြုံနေကြသည်ချီချီဝင်းလဲကအောင်ပြက်ကကိုမေးနေသည်ကုကုဒီပါတိတွေကဘာသဘောနဲ့ဝင်လာခဲ့တာလဲ ထိုအမေကြောင့်အောင်ပြန်ကမှရုတ်တရက်မပြေနိုင်ပဲဖြစ်နေသည်အေးတမိချီဝင်လဲမေးသလိုပဲဖေဖေကလည်းမေးကျင်နေတယ်ဥဒထမောင်ကလည်းမေးနေပြန်သည် မတတ်နိုင်တော့ပြီအမေရှိနေမှတော့အဖြေရှိရမှာပေါ့ဟိုဒါဒါတွေကမိမိအတွက်နဲ့ဝင်းလေအတွက်ကပါတိတ်ထမင်းတွေဝယ်လာခဲ့တယ်ကျွန်တော်ရဲ့ဖေဖေရဲ့တင်မောင်တန့်အတွက်ကိုတော့ပါတိတ်အင်ကြီးလက်တို့တွေလေး အောင်ပြက်ကဤစကားဆုံးတွင်ဒေါ်မြာနှင့်ဤအပါဝင်အခန်းတွင်ရှိလူတွေအလုံးမှာတဟာဟာနှင့်ရင်နေကြတော့သည်ထို့ကဲ့သို့ဝိုင်းရင်နေမှုကြောင့်အောင်ပြက်ကဦးကြောင်ကြောင်ဖြစ်နေသည်တာယေမိမိကဘယ်တော့မှမြာပါတိတ်ထမင်ကိုဝေဖူးလို့လေပြီးတော့ဖေဖေရောတာရောဟောဒီကသမိဝင်းလေရောပါတိတ်ကိုမွေးကြဘူးလေအခုဘာသဘောနဲ့တာကဝင်လာခဲ့တာလဲဥဒထွန်းမောင်ဤမင်းနေတံအောင်ပြက်ကမှာတော့သူဤအယောင်ဆောင်မှုတွေမှာဘုဘောဒလိုပေါ်သွားပြီလာဟုထင်က ဇောချွေတွေပြန်တက်လာခဲ့သည်ဟာဒီမှာလဲ digital camera ကြီးပါကလားအောင်သူရင်ရဲ့ဩစတြေးလျကပြန်လာမှာမင်းလုပ်ပုံကအဆန့်ကြီးပါလားဘေရုံးကဓာတ်ပုံရိုက်ဝါသနာပါသွားရတာလဲကွယ်ဓာတ်ပုံကိုရိုက်တက်လို့လားမြမောင်တန်းကတစ်တာရတွင်ရှိနေသော digital camera အသေးစားကလေးကိုထုတ်ယူရင်းတအန်တော်နှင့်ပြောနေသည်။အောင်ပြက်ကမှာတော့အခန်းတွင်မှနေ၍ထွက်ပြေးခြင်းစိတ်ပေါက်နေလေပြီ။ဦးကွယ်ပါကစိတ်ပြောင်းသွားလို့ဝေလာတာဖြစ်မှာပေါ့ ိုတုံးကပါဋိတွေကိုငါမဝတ်ပေမဲ့တားရစေရနာကိုအတိမတ်ပြုတဲ့အနေနဲ့မိမိနေကောင်းရင်ဝတ်ပါမယ်ကွယ်။ဒေါမြနှင်းရင်ကဝင်ပြောတော့မှအောင်ပြက်ကအိရင်ထဲမှာအလုံးကြီးမှာပြန်ကျသွားခဲ့တော့သည်။ကဲငါအတွက်ပါဋိအင်ကြီးပါရင်ပြာစမ်းပါအောင်ကွာ။မြမောင်သန်းကပြောလင်အောင်ပြက်ကမှာတော်တွင်ရှိရွှေပြိုင်းဤအကိုဗမောင်အတွက်ယူလာခဲ့သောပါဋိအင်ကြီးကိုထုတ်ရိပ်ပေးသည်။အယိုယိုအောင်သူရင်ရဲ့ငါရက်ကသိရှိရမှမဟုတ်ပဲမင်းဝင်လာတဲ့ပါတိအင်ကြီးကိုသာငါဝစ်လိုက်ရင် ဇက်ထက်ကဝင်ကြီးတွေဝတ်တဲ့အဝတ်ဖြစ်သွားမှာပေါ့ကွာဓမ္မသားမှာအောင်မြတ်ကတိတ္ထာတွင်မှထုတ်ပေးခဲ့သောဗာဒိတ်အင်ကြီးကိုသူဤကိုနှင့်တိုင်ပြရင်ပြောနေသည်အေးဗျာအခုမှပဲငါသတိရတော့တယ်မြင့်အတွက်ငါဟာစူပါမားကတ်တစ်ခုမှာဝယ်နေတုန်းအနောက်နိုင်ငံသားတူရောက်လာပြီးသူ့ဆက်ကတ်ထဲမှာမြောက်ဝင်ကြီးဝတ်ဖို့လာဝယ်ခဲ့တယ်ကွာ လက်ဆံတက်တော့အဲ့ဒီဆက်ကတဲ့ကမြောက်ဝင်းကြီးဝှဖို့အင်ဂျင်နဲ့မင်းအတွေ့ဝယ်ခဲ့တဲ့အင်ဂျင်ချင်းမှားပြီးပေးလိုက်တာကို sorry ပဲတင်ငယ်ချင်းရာအောင်ပြကအိဟာသစကားကြောင့်ဓမ္မောင်တန်းဤမျက်နှာမှာမဲ့နေပြီးဂျန်လူတွေကတော့တဟာဟာနဲ့ရေနေကြသည်ပါသွားပြီငါလည်းမင်းပြောလိုက်မှာလူစင်စစ်ကမြောက်ဝင်းကြီးဖြစ်သွားပါဘောလားဟူးအေးလေမြောက်ဝင်းဖြစ်တော့လေငါပြောသည်စားရတာပေါ့ကွာဟဲ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  အောင်ပြကကလည်းဒီမောင်တန်းကိုပြန်နောက်နေသည်ကဲပါသားရဲ့သူနဲ့ပြန်ပြောမနေနဲ့သားကပြန်မှန်းလာတာမို့အနာယူပေတော့ဒီမောင်တန်းလည်းအိမ်မြန်တော့ကွာမနေ့ပြန်ကြမှာမင်းတင်ငယ်ချင်းနဲ့လာတွေ့ပေါ့အခုလိုအကိုတို့ကိုစားသားလေးကိုလေစိတ်မှာသွားကြိုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကွာဥဒထွန်းမောင်ကသူတို့ကိုပြောနေသည်တို့ဖြစ်၍သူတို့သုံးပါးဒေါ်မြနှင်းရီဤအိတ်ခမ်းတွင်မှပြန်ထွက်လာခဲ့ကြသည်အပြင်သို့ရောက်ကြလျင်ချစ်ရီဝင်းလဲကအောင်ပြက်ကကိုပြောသည်ကုကု ။ညီမလည်းကိုတီမောင်တန်းကားနဲ့ပဲလိုက်သွားပြီးအင်ကိုပြန်တော့မယ်။ဒီတညတော့ကိုကိုအနားယူလိုက်ပါ။မနေ့ကံကြမှာညီမလာခဲ့မယ်နော်။ဟုတ်တယ်ဟေး။ငါလည်းပြန်တော့မယ်။မနေ့ကံကြမှာငါလာခဲ့မယ်။ချီချီဝင်လေရောတီမောင်တန်းပါအောင်ပြက်ကကိုနှုတ်ဆက်၍ပြန်သွားခဲ့ကြသည်။အောင်ပြက်ကကတော့အောင်သူရင်ဤအိတ်ခန်းသို့ရှောက်လန်းလာခဲ့သည်။အပေါ်ရတွင်အိတ်ခန်းမှာနှက်ခန်းသာရှိ၍အောင်ပြက်ကကအောင်သူရင်ဤအိတ်ခန်းကိုအမှားရွံ့မရှိဘဲဝင်သွားနိုင်ခြင်းဖြစ်သည်။ ဒေါသအဖြစ်ဟန်ဆောင်သူကျွန်တော်တို့ဒီအောင်မြတ်ကအခန်းကိုထားခဲ့ပြီး အောင်သူရင်ဤအကြောင်းကိုဆက်ကြပါစို့လေးစားရပါသောစာဖတ်သူယခုနာဆင်သူများသိရှိပြီးဖြစ်သည့်အတိုင်းအောင်သူရင်မှာဆက်စုခြင်းသူတဦးပြီးပြီးအောင်မြတ်ကအဖြစ်အယောင်ဆောင်ကလိုက်ပါသွားခဲ့သည် အောင်သူရင်မှာရွှေပြိုင်းတို့မောင်နှမနှင့်အတူပါလာခဲ့သောပစ္စည်းများကိုကိုစီကိုငှဆွဲယူလာခဲ့ကြပြီးလေစိတ်ခမ်းမပြင်းဘက်သို့ထွက်လာခဲ့ကြသည် အကိုကြီးတို့လေစိတ်ကိုလာခဲ့ကြတော့ကဘာနဲ့လာခဲ့ကြတာလဲလေစိတ်အပြင်ဘက်သို့အရောက်တွင်အောင်သူရင်ကမေ့နေသည်ဟင်္ဒရာမြို့မှာနေတယ်မင်းပါကြီးဥလရှိန်ငှားပေးလိုက်တယ်ပပလီကာကားနဲ့လာကြတာပေါ့ကွာမမောင်ကပြန်ဖြေသည်ဒါဖြင့်အဲ့ဒီကဘယ်မှာလဲအကိုကြီးသွားရှာလေဟာရှားမနေနဲ့ဒီကားကတို့ကိုဒီလေစိတ်မှာချပေးထားခဲ့ပြီးကုံဝယ်ဖို့ရန်ကုန်မြို့ထဲကိုဆက်သွားပြီဖြစ်ရလေဗျာကားကိုအသွားပြန်ငှားခဲ့ရောပေါ့ကဲကဲ ပြောနေကြပါတယ်။နေဘက်ကိုလိုက်မဲ့ကကအငှားရင်ကိုပဲငှားပြီးသွားကြတာပေါ့။အောင်သူရင်ပြောနေကြိုက်လေစိတ်သေးတို့တောင်းအေးကကအငှားရင်တစီမှာခရီးသည်များနဲ့အတူရောက်လာခဲ့သည်။ဟာအတော်ပဲခုမဲ့တောင်းအေးအငှားကရောက်လာပြီ။ဒီကကိုငှားပြီးသွားကြတာပေါ့။အောင်သူရင်ဒီပြောရင် တောင်းအေးကားစီတို့အပြေးကလေးသွားနေသည်။ကကအငှားရင်တောင်းရိတ်ကလည်းခရီးသည်များကားပေါ်မှဆင်းနေ၍ရထားကိုက်ဖြစ်သည်ဒီမဲပြဟင်္ဒရာမြို့ကိုလိုက်နိုင်မလားဟာဗျာ ဟင်္ဒရာအထီအောင်တော့ကျွန်တော်မလိုက်နိုင်ဘူးပသိန်ဆိုရင်တော့လိုက်မယ်ကားဒရိုင်ဘာဤစကားကြောင့်အောင်သူရင်ခိတာမြစဉ်းစားနေသည်ပသိန်မျိုးတွင်ထိုညတညအတွက်ဒေဂိုကန်တွင်အိပ်၍နောက်တနေ့နန်းနဲ့ကြမှဟင်္ဒရာခရိုင်တွင်ရှိအောင်ပြက်ကဤရွာကိုသွားရန်ဆုံးဖြတ်ချက်ချလိုက်သည်ကောင်းပြီလေပသိန်ကိုပဲပို့ပေးပါဘယ်တော့ပေးရမလဲကျွန်တော်ကအခုမှနိုင်ငံသားကပြန်လာခဲ့တာဆိုတော့မြန်မာငွေတော့မပါဘူးလေးစိတ်မှဒေါ်လာနဲ့လဲယူခဲ့တဲ့ FCC ပါပါတယ်ဒီတော့ FCC နဲ့ဆိုဘယ်လောက်ပေးရမလဲဆိုတာပြောပါ အဲ FVC နဲ့ဆိုရင်10တန်း FVC 3ရက်ပေးရမယ်3ရက်တော့များပါတယ် FVC 10တန်း2ရက်နဲ့5ကြက်တန်း2ရက်ပေးမယ်ဗျာအောင်သူရင်ပြောသည့်အတိုင်းကကဒရိုက်ဘာသဘောတူလိုက်သည်တို့ပြည့်ပြည့်ခလန်းလန်းနေရာမှသူ့ကိုကြည့်နေကြသောရွှေပန်းတို့မောင်နှမကိုလက်ပြ၍သူကခေါ်သည် အောင်သူရင်ဩစတြေးလျနိုင်ငံမှဝယ်ယူလာခဲ့သောပစ္စည်းများတောင်း၍ကားပေါ်တင်ကြသည်ထို့နောက်အောင်သူရင်က တောင်းအိကာမောင်သူဤဘေးတွင်ထိုင်၍ရွှေပြိုင်းနှင့်ဗမောင်တို့နှစ်ယောက်ကတော့နောက်ခုံတွင်ထိုင်ကြသည် ီမန်တော်ကြီးအင်းစင်ဘက်ကိုရောက်ရင်ကျွန်တော်တို့တရုတ်ဆိုင်တဆိုင်မှာညသာစားအောင်မယ်နော်အခုတည်းကဘာမှမစားရသေးလို့ပါခမရလည်းမစားရသေးရင်ဝင်စားပေါ့ကျွန်တော်ရင်းပါမယ်တောင်းအေကားအထွက်တွင် အောင်ဒရင်ကကကဒရိုင်ဘာကိုပြောနေသည်ရပါတယ်ဗျာကျွန်တော်လည်းညသာမစားရသေးလို့အတော်ပါပဲကကဒရိုင်ဘာပြောပြီးတွင်ဘာမောင်ကလည်းဝင်ပြောနေသည်ဟီး ငါလည်းအဲ့ဒီဝမ်းပိုက်ပြဿနာကိုမင်းစီတင်ပြပြီးဖြေရှင်းခိုင်းမလို့အခုတော့ဟန်ကြသွားတာပေါ့ကွာရွှေပြိုင်းကတော့မြည်တို့မြဝင်မပြောပဲပြုံးနေသည်အောင်သူရင်ကကားရှိထိုင်ကုန်တွင်ထိုင်နေရမှဗမောင်ရှိရာနောက်ကုန်သို့လှည့်၍ပြောပြန်သည်ဒီမေကိုကြီးညတာပဲစားရမှာနော်အရက်တွေပါတွေတော့မတိုက်နိုင်ဘူးကျွန်တော်လည်းမတော့တတ်ဘူးသိချပါကွာငါလည်းအရက်မတော့တတ်ပါဘူးထိုင်ရေပဲတော့တယ်ဘာဗျာ အဲအဲအဲမလို့ငါလည်းအရက်မတော့တတ်ပါဘူးတောသားဆိုပြီးအရက်တော့တတ်တယ်မထင်ပါနဲ့ဘာနာတိပါဒါကိုစောင့်ထိတ်နေတဲ့သူပါဟောကိုကြီးကတော့လှုပ်ပြီးဘာနာတိပါဒါဆိုတာသူတို့ဘာတက်ကိုတက်ချင်းလေသူ့ဓာမိရယကမှအရက်သေးစားတောက်စားခြင်းကရှောင်းကျင်တာပဲအကိုကြီးပြောတာလွင်နေတယ်ဟာ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 အန္တရာယ်ကပြောပြီးရဲနေသည်အီးဟုတ်သားပဲငါလဲဗုဒ္ဓဘာသာဝင်ဖြစ်ပြီးဆရာတော်ရှိမှငါးပါးသီလခံယူတိုင်း ဗန္နာတိပါတာဝေရမဏိသိခာပရံတမာတိယာမိလို့ဆိုရမယ်စာသူရာမေရယမြစ္ဆပမဓာဌာနာလို့နောက်ပိုက်ကိုရှေ့မှာထားပြီးပြောင်းပြန်ဆူဆူနေလို့ငါးပါးသီလပို့ချတဲ့ဆရာတော်ရဲ့အဆူအကျင်းကိုခဏခဏခံခဲ့ရတာကွဟီဟီဘာမောင်ဤစကားတွေကြောင့်ကျန်လူတွေမှာရဲနေကြရသည်ဓာတ်ထက်ရွှေပြိုင်တရုတ်ဆိုင်မှာထမင်းစားဖို့နင်တို့မှာမြန်မာငွေလဲပါလာပါတယ်နော်ငါမှာ FC ပဲရှိတာအဲ့ဒါကြီးနဲ့တရုတ်ဆိုင်မှာစားလို့မလွယ်ဘူးဟာ ပါလာပါတယ်အခုငါစီမှာငွေတောင်းကျော်ရှိပါတယ်ဒါဆိုတရုတ်ဆိုင်မှာရောပသိန်ကတဲကိုကန်းအတွက်ရောလောက်တာပေါ့အောင်သူရင်ကစိတ်အေးသွားဟန်နဲ့ရွှေပြိုင်းကိုပြန်ပြောသည် အင်းစင်ရှိတရုတ်စားတော်ဆန်တို့ရောက်ကြလျင်ညစာကိုသူတို့တွေစားစားနဲ့အဝါပြဲစားတော့ခဲ့ကြသည် ပသိန်မျိုးတို့ညဆယ်နာရီခန့်တွင်ရောက်သွားခဲ့ကြသည်ထို့ညအတွက်သူတို့တဲကြမြစ်တဲကိုကန်းကိုကကဒရိုင်ဘာကညွှန်ကြားသောတဲကိုကန်းတွင်တဲခဲ့ကြသည် ။တောင်အေကကဒရိုင်ဘာလည်းသူတို့ကိုတဲခိုကန်းတွင်ထားခဲ့ပြီးရန်ကုန်မြို့ဘက်သို့မောင်းသွားခဲ့သည်။နောက်တစ်နေ့နံနက်တွင်ရွှေပြိုင်းဤအကြံပေးချက်အရဟင်္ဒရာတို့ကငါးကမသွားတော့ပဲဗသိမဟင်္ဒရာမျိုးတို့ပြေးဆွဲနေသောဒင်းမောင်းနှင့်လိုက်ပါသွားခဲ့ကြသည်။ဟင်္ဒရာမျိုးတို့ရောက်ရင်သူတို့တွေမှာအောင်ပြက်ကဤဘာကြီးတဝန်းခွဲအိမ်တို့ဝင်ခဲ့ကြသည်။အောင်ပြက်ကဤဘာကြီးဖြစ်သူဥလှရှိန်မှာအသက်50ကျော်ခန့်ရှိပြီးအသားဖြူဖြူဘိန်ဘိန်ရှိရှိဖြစ်သည်။ သူကမြင်ရင်သူတို့အောင်ပြကအမတ်နဲ့ဝန်သာအာရနှုတ်ဆက်နေသည်ဟေးငါတို့ကြီးအောင်ပြကမင်းပြန်လာပြီနော်မင်းအခုလိုကြမ်းကြမ်းမာမာနဲ့ပြန်ရောက်လာတာတွေ့ရလို့ဘာကြီးဝန်သာပါရဲကွာစင်ကာပူဒေါ်လာတွေကောအတော်များများပါလာသလားကွာမင်းမိကတော့မင်းအတွက်အရန်ကုန်ယုံပြီးဝန်သာနေမှာကွာဟုတ်ကဲ့ပါလာပါရဲခင်ဗျာဘာကြီးအတွက်လဲစင်ကာပူပြန်လက်ဆောင်လဲပါလာပါရဲ့ အောင်သူရင်ကပြန်ပြောရင်သူ့ဖခင်ကြီးအတွက်ဩစတြေးလျနိုင်ငံမှဝယ်ယူလာသောသုံးမွေးဆွေတာကြီးကိုတစ်တာရဲမှထုတ်ယူကပေးနေသည်ဟဲဟန်ကြတာပဲဆောင်းကလည်းဝင်ကန်ဤလိုဒီဆွေတာကြီးကိုဝတ်လိုက်ရရင်နှွေးထွေးသွားမှာပဲနော်ဟီဟီဦးလာရှင်ကဝန်သာအားရပြောရင်အောင်သူရင်ပေးနေသောသုံးမွေးဆွေတာကြီးကိုလမ်းယူနေသည်ငါအတွက်ရှိလားမင်းအမေနဲ့မင်းတင်ငယ်ချင်းတွေဖြစ်ကြတယ်မိပြိုင်းနဲ့ဗမောင်အတွက်ကောမပါဘူးလားဟဲဟဲဟဲ ဟာပါရမှာပေါ့မိမိအတွက်ကောရွှေပိုင်းတို့အတွက်ပါမပါရင်ဘဲဖြစ်မလဲကျွန်တော်ကိုဝိုင်းပြီးစူကြမှာပေါ့ပါကြီးဟာအေးအေးမှန်တယ်ဒါတဲ့မင်းတို့ထမင်းစားပြီးမှရွာကိုပြန်ကြမယ်မဟုတ်လားအိမ်မှာစားသွားကွာနေပါစေပါကြီးဟာဒုက္ခရှာမနေပါနဲ့ဆိုင်မှာပဲစားပြီးရွာကိုသွားတော့မယ်အောင်းတရေမှာဥလားရှင်ကိုနှုတ်ဆက်ပြီးရွှေပိုင်းတို့မောင်နှမနဲ့အတူနန္ဒစာစားရန်မြန်မာထမင်းဆိုင်တို့ထွက်သွားခဲ့ကြသည် နန္ဒစာကိုစားကြပြီးမှဟင်္ဒရာမြို့မှာရှိသောအငှားချစ်ကားကိုငှားကသူတို့ရွာသို့ပြန်ခဲ့ကြသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမွေးဤသမီးတို့ချစ်သူနှမလူဆိုတဲ့ဟာသဝတ္ထုကိုအပိုင်းသုံးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းလုံခြုံကြပါစေကျွန်တော်ဖုံးမြတ်တင်ပါခင်ဗျာ